ရှမ်းပြည်နယ်မြောက်ပိုင်းကကိုကန့်ဒေသမှာတချိန်ကတကူးထွားခဲ့တဲ့စစ်တဲဩဇာကံဝေလီယိုမီနဲ့ပေကိုကန့်မိသားစုကြီး၄စုကိုကြားဖြတ်ရာဇဝတ်ကိုင်းလောက်ကင်သူတွေအဖြစ်နဲ့ပြည်နိုင်ငံကတရားရုံးတင်ပြစ်ဒဏ်ချမှတ်နေပြီဖြစ်ပါတယ်။စစ်တပ်ကနိုင်ငံရေးစစ်ရေးစီးပွားရေးလုပ်ပိုင်ခွင့်နဲ့အပြည့်အဝပေးခဲ့တာကြောင့်စစ်တဲဩဇာကံတွေအဖြစ်နဲ့တကူးထွားခဲ့ကြတဲ့ဒီမိသားစုဝင်တွေကို၂၀၂၃ခုနှစ်မှာရာဇဝတ်ကိုင်းနေအဖြစ်နဲ့ ပြုတ်ကလို့ရှိလာခြင်းစစ်တပ်ကိုယ်တိုင်ကလက်ဝဲရောက်အနှင်းခဲ့တာပါဒီမိသားစုကြီးလေးစုတွေကမိမိသားစုအပါအဝင်လူစစ်တပ်ဦးကိုကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတော့ပြီးခဲ့တဲ့စက်တင်ဘာလကတည်တဲ့နေစီချမှတ်ခဲ့ပါတယ်ပယ်မိသားစုရဲ့မှုတွေအတွက်တော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးတရားစွပ်စွမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုထားသလိုဝင်းနဲ့လျိုမျိုးနွယ်တို့ရဲ့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်တော့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့လည်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန MPS ကအော်တိုဘာ15ရက်ကထုတ်ပြန်ပါတယ်ကိုကုနှစ်မှာစစ်တပ်ကမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကိုနေကြားဆောင်တက်အသွင်ကူပြောင်းမှုဆောင်ရွက်ခဲ့ချိန်မှာသဘောထားမတူညီမှုတွေကြောင့် MNDA ကောင်းဆောင်ဦးဖုံကြားရှင်မိသားစုတွေဟာနှိမ့်နှင်းခံခဲ့ရပြီးဝေလျော်မီနဲ့ ပယ်မိသားစုတွေကိုစစ်တပ်ကလုံပိုင်ခွင့်အာဏာတွေပေးခဲ့တာပါနောက်ပိုင်းမှာတော့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌအဖြစ်ပယ်ဆောင်ချိန်ဖြစ်လာခဲ့ပြီးစီအိုးစာအနေနဲ့2019ခုနှစ်ကတည်ထောင်ခဲ့တဲ့ပြည်သူစစ်ကိုပယ်မိသားစုကဥဆောင်ခဲ့တယ်လို့2019ခုနှစ်မှာဖွဲ့စည်းလိုက်တဲ့ကိုကန့်နေကြဆောင်တဲ့ PGF ကိုဝေမိသားစုကဥဆောင်ခဲ့ကြပါတယ်စစ်တပ်ကကူညီပံ့ပိုးပေးထားတဲ့ငွေကြေးလက်နက်အင်အားထောက်ပံ့နေတဲ့ခုခံဒေသတွေမှာနိုင်ငံရေး စီရင်စီးပွားရေးအာဏာတွေအပြိုင်ပြီးဆောက်ခဲ့ကြတာပါ။ဒါအပြင်2020ရွေးကောက်ပွဲမှာဒီမီသားစု၄စုတွေကဥပယ်ဆောက်ချိန်ကလောက်ကန်တင်မဲဆန္ဒနဲ့ဥမီလျှောက်ချန်းကလောက်ကန်နှစ်ဥဝေလျှောက်ရင်ကကုန်းချန်းတင်မဲဆန္ဒနဲ့တွေကနေပြည်သူ့ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ကိုယ်စားလှယ်လောင်းတွေအဖြစ်ဥလူကွယ်ရှိကတော့ရှမ်းပြည်နယ်အမှတ်စတင်မဲဆန္ဒနယ်ကကိုယ်စားလှယ်လောင်းဖြစ်နေဝင်ရောက်ရှင်ပြိုင်ခဲ့ကြပြီးပြိုင်ဘက်မရှိလွတ်တော်ကိုယ်စားလှယ်တွေဖြစ်လာခဲ့ကြပါတယ်။ ကနေမြေတွေကစစ်တဲ့ဩဇာခံတွေအဖြစ်နဲ့တကူထွားခဲ့ကြပြီးစီးရင်နိုင်ငံရေးစီးပွားရေးတွေမှာစစ်တမ်းကျချဲ့လေလောက်ပိုင်ခွင့်တွေရခဲ့ကြတဲ့ဝေလီယိုမီနဲ့ပေမီသားစုတွေဟာကြားဖြန်းလို့ခေါ်တဲ့အွန်လိုင်းဝင်လေလုပ်ငန်းတွေလောင်းကစားရုံတွေပြည်ကြစားရုံတွေလူသက်ပြန်ပေးဆွဲခိုင်းနေတည်ထောင်ခဲ့တယ်လို့လည်းပြည်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ပြောဆိုပါတယ်လောက်ပိုင်ခွင့်တွေနဲ့တူမူရေးစေဝါကုံသွဲမှုတွေလူကုန်ကူးမှုတွေ ငွေကြေးခွာခြားမှုတွေပါဝင်ဥပဒေမဲ့တရားမဝင် လုပ်ငန်းမျိုးစုံကိုစိတ်တန်းချလှုပ်ဆောင်ခဲ့တာလို့လည်းဖော်ပြပါဗျ။ဒီလုပ်ငန်းတွေကလည်းနှစ်စဉ်ဝင်ငွေဘီလီယံနဲ့ချီတဲ့ရန်ငွေတွေရရှိနေသလိုဒီမိသားစုရာဇဝတ်ကိုင်းတွေကြောင့်ပြည်နိုင်ငံသားတွေရဲ့သက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီးဒီရာဇဝတ်ကိုင်းတွေရဲ့ဖန်ဆင်းနှိမ့်ဆက်ခံရတာလက်ဖြက်ခံရရင်ရှိခဲ့တယ်လို့လည်းဆိုပါရစေ။ ပြန်ရန်ဆွေးခိုင်းနေတဲ့လောရက်တွေကြောင့်တရုတ်နိုင်ငံသားတွေရဲ့အသက်ဦးဟင်စည်းစိမ်ထိခိုက်နေတာမှုတွေပြင်းထန်လာချိန်မှာတော့ပြုတ်ဘက်ကမြမပြည်မြောက်ပိုင်းဒေသကရာဇဝတ်ကိုင်းနေနှိမ့်နီးကောင်းစင်အောက်ကနေဒီမီသားစု၄စုရဲ့ရာဇဝတ်ကိုင်းဆက်ဆက်သူတွေကိုစုချင်းငွေနဲ့ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။စစ်တပ်ဩဇာခံတွေအဖြစ်နဲ့2009ခုနှစ်ကစတင်ပြီးဆယ်စုနှစ်တခုကျော်နှစ်ပေါင်းများစွာကိုကန့်ဒေသထဲမှာစစ်တပ်နဲ့စစ်ကောင်းဆောင်တွေရဲ့အကျိုးစီးပွားတွေအတွက်အလုံးလုံးကန်ပေးခဲ့တယ်လို့ ဖမ်းဆီးမခံရခဲ့အဖြစ်မိမိသားစုကြီး၄စုနဲ့စစ်တပ်အကြားမှာထိတွေ့ဆက်ဆံဆွေးနွေးမှုတွေများစွာရှိခဲ့ကြတာပါဖမ်းဆီးမခံရခဲ့လပိုင်းအလို2023ခုနှစ်စက်တဘာ9ရက်နေ့ကကိုကန်ဒေတာကပြည်သူစစ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံပွဲမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဒီမိသားစုတွေတွေ့ဆုံခဲ့ကြပါသေးတယ်။ဒါပေမဲ့လက်တရုတ်ဘက်ကလူရှိလာချိန်မှာတော့စစ်တပ်ကိုယ်တိုင်ကပဲဖမ်းဆီးပေးခဲ့ပြီး2024ခုနှစ်ဇန်နဝါရီ30ရက်နေ့မှာ နေပြည်တော်ကနေတရုတ်နိုင်ငံကိုလေကြောင်းကနေတိုက်ရိုက်လွှဲပြောင်းပေးခဲ့တာပါပြုတ်ဘက်ကဒီရာဇဝင်မှုတွေကိုပြင်းပြင်းထန်ထန်ကင်တွယ်သွားမယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်လက်ရှိမှာတော့တရားစီရင်မှုတွေဆက်လက်လှုပ်ဆောင်နေပြီးတည်တံချမှတ်ခံရနိုင်သူတွေနဲ့ထောင်ဒဏ်သက်ချမှတ်ခံရနိုင်သူတွေရှိနေတယ်လို့ဂျန်နက်တရားခဏီကိုဆက်လက်ကင်တွယ်သွားဖို့ရှိနေတယ်လို့လည်းဆိုထားပါတယ်